အားလုံးပဲမင်္ဂလာပါရှင်။မြစ်နာတရင်ချာနေရဲ့မတ်လ20ရက်နေ့ရီယူစီစဉ်ကိုတက်ဆက်ပြရမှာဖြစ်ပါရယ်။မြမအရေးအတွက်ရေးရင်းနဲ့ဆောင်ရွက်ချက်တွေလုပ်ပြဖို့အာဆီယံကိုအညူကြီးအတိုက်တွန်းလိုက်ပါရယ်။ရန်ကုန်ကနေမလေးရှားကိုပို့ဆောင်မဲ့မွေးစေဝါရောင်းဝယ်ဖြန့်ဖြူးမှုမှာအေးအေးကပါဝင်ပတ်သက်နေရလို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ဟာနိုင်ငံရေးအရာတိတ်ခါချတဲ့ဆွဆွဲချက်တစ်ခုတော့ဖြစ်တယ်လို့အေးအေးကတုံ့ပြန်လိုက်ပါရယ်။ စစ်ကောင်စီအကြီးမှုကျင်းပနေတဲ့ Great Trade တက္ကသိုလ်ဝန်ထမ်းဆောင်ဝင်ပွဲတင်ချပါလာရဖြစ်ဆိုအပြီးမှာတော့ကချင်ပြည်နယ်အကြောင်းသူကြောင်းသားပေါင်း8000ကျော်ဝင်ရောက်ဖြစ်ဆိုခဲ့ပါတယ်။စားရတဲ့တဲ့နယ်ကိုသစ်ဆက်ပေးတော့မှာပါ။ကျမတို့အစီအစဉ်သစ်ဆက်သူမိုင်းနေဖြစ်ပါတယ်။အာဆီယံအနေနဲ့ရရင်ချီရောက်တဲ့အဆောင်ရွက်ချက်တွေလှုပ်ဆောင်ဖို့အမျိုးသားညညီရေးအစိုးရအညူချီကဒီကနေ့တိုက်တွန်းလိုက်ပါရယ်ကိုရှိုင်းကတင်ဆက်ပေးမှာပါ အချမ်းပတ်စေအိုစုကမြန်မာပြည်သူလူထုအပေါ်အချမ်းပတ်မှုများတုံ့ပြန်ကြည့်ကြော်လာမှုနှင့်ဆက်လျင်းသည့်ထုတ်ပြန်ချက်ဆိုရဲအလူဂျီရဲ့နိုင်ငံသားရေးဝန်ကြီးဌာနမှမတ်လ19ရက်နေ့ရက်စွဲနဲ့ဒီကနေ့ထုတ်ပြန်ချက်ထဲမှာအခုလိုတိုက်တွန်းထားတာပါနိုင်ငံတကာရဲ့အာရုံစိုက်မှုဟာယူကရိန်းပေါ်ဆက်ရှိနေတာကြောင့်အာဆီယံအနေနဲ့ပုံမဆိုးဝါးလာတဲ့မြန်မာနိုင်ငံကအချက်အသေးကိုဥဆောင်ဖြေရှင်းဖို့အခွင့်အလမ်းရှိနေတယ်လို့လည်း UNG ကဆိုပါတယ် ဆေးဥစု၏ကျန်းပတ်မှုများကိုကင်တွယ်ပြေရှင်းနိုင်ရန်အတွက်ရဲရင်ပြီးထိရောက်သည့်အဆောင်အချက်များကိုချမှတ်ဆောင်ရွက်ခြင်းအဖြစ်မလေးရှားနိုင်ငံ၏ဥက္ကဋ္ဌအဖြစ်ဦးဆောင်မှုအောက်တွင်အာဆီယံအနေဖြင့်လူခွင့်ရေးနှင့်ဒေတာတွင်းလုံခြုံရေးအပေါ်ထားရှိသည့်ဂရိကဝတ်အများကိုဆက်လက်ဆောင်ထင်းရန်တိုက်တွန်းအပ်ပါသည်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါသည်ဒါအပြင်မြန်မာပြည်သူလူထုဟာနေ့စဉ်နဲ့အများကြီးမားတဲ့ဆင်းရဲဒုက္ခတွေကိုရင်ဆိုင်နေရတာကြောင့်တိကျပြတ်သားတဲ့အရေးယူဆောင်ရွက်မှုတွေကိုလည်းအရေးတကြီးလိုအပ်နေတယ်လို့ NUG ကအတည်ပြုထားပါတယ် ခုအချိန်အခါဒီမြန်မာနိုင်ငံရှိပြည်သူတဦးချင်းစီတိုင်းတရားမျှတမှုငြိမ်းချမ်းမှုနဲ့ဂုဏ်သိက္ခာတို့ကိုပြန်လည်ပေါ်ဆောင်ပေးနိုင်ပြီးစောင့်ရချက်များကိုပြပြတသားစောင့်ရမည်အချိန်ဖြစ်ပါသည်လို့လည်းထုတ်ပြန်ချက်မှာဆက်လက်ရေးသားထားပါတယ်။ လူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့2023ခုနှစ်ကနေ2025ခုနှစ်မတ်လ16ရက်နေ့အထိမှတ်တမ်းတွေအရတော့စေအိုစုဟာအယတားပြည်သူနဲ့ဆိုင်တဲ့နေရာတွေကိုလေကြောင်းတိုက်ခိုက်မှု2190ကြိမ်ပြုလုပ်ခဲ့ပြီးအဒီတိုက်ခိုက်မှုတွေထဲကလေးတငယ်ပေါင်း382ယောက်သေဆုံးခဲ့တယ်လို့လည်းသိရပါတယ် ီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းချောင်းရတွေကိုပေးဖို့ channel ဆိုရင်တော့မချနာသတင်း channel ရဲ့ messenger အနေဖြစ်စေဖုန်းနံပါတ်3996 3933ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။ရန်ကုန်ကနေမလေးရှားကိုပို့ဆောင်မဲ့မူရင်းစေဝါရောင်းဝယ်ဖြန့်ဖြူးမှုမှာအေးကပါဝင်ပတ်သက်နေရလို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ဟာနိုင်ငံရေးအရာဒေသချတဲ့ဆွဆွဲချက်တစ်ခုတော့ဖြစ်တယ်လို့အရခတတ်တော်အေးကမတ်လ19ရက်နေ့ညပိုင်းမှာကြေညာချက်ထုတ်ပြန်လာပါတယ်။ ထရိုဆာကဆက်လက်တက်ဆပေးမှာပါအာနာဒိန်းစစ်ကောင်စီကမတ်လ19ရက်နေ့ထုတ်တဲ့သတင်းစာမှာကျငွေ96ဘီလီယံကျော်တန်ဖိုးရှိတဲ့မူရစ်စေဝါတွေကိုတေဆောင်ရောင်းဝယ်နေတဲ့မူရစ်ကိုင်းကိုဖန်စီရမိခဲ့တယ်လို့သတင်းပေါ်ပြခဲ့ပြီးတော့အဲ့ဒီအချိန်မှာအေအေရဲ့စီးပွားရေးတာဝန်ခံကိုရေရေဝင်းခေါ်ကုကျော်စိုးလင်းပါဝင်နေတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားတာလေးဖြစ်ပါတယ် အဲ့ဒီတဲ့ဟာဆွဆွဲပြောဆိုချက်တာဖြစ်ပြီးတော့မိမိတို့အဖွဲ့အစည်းအေအေနဲ့ဆက်ဆက်မှုမရှိဘူးဆိုတာကိုတည်ရလင်းပြတ်သားစွာပြောကြားလိုတယ်လို့အေကမတ်လ19ရက်ညနေပိုင်းမှာထုတ်ပြန်ချက်ထုတ်ပြန်ပြီးတော့တုံ့ပြန်လာတာဖြစ်ပါတယ်။မွေးရကိုင်းတခုကနေမွေးရစေဝါဖန်တဲ့ကိစ္စရက်ထဲမှာ ိမိတို့အဖွဲ့အစည်းကိုမစီမဆိုင်အတင်းဆွဆွဲချက်ဟာရုပ်တိလုံးဝမရှိတဲ့အပြင်စစ်ကောင်စီဟာစစ်ရေးအရာရှုံးနိမ့်နေတဲ့ကာလမှာရှက်ရန်ရန်ပြီးတော့နိုင်ငံရေးအရာထုနဲ့တိုက်ခိုက်မှုတစ်ခုလို့ရှုမြင်တယ်လို့အေကဆိုပါတယ်သူစီအိမ်မမူရစေဝါကိစ္စတွေအွန်လိုင်းလိန်လေလောင်းကစားကြားဖြန့်ကိစ္စတွေမှာစစ်ကောင်စီရဲ့ဘူချုပ်ကြီးတွေပါဝင်ပတ်သက်နေတာဖြစ်တယ်လို့လည်းအေကာထုတ်ပြန်ချက်မှာထည့်သွင်းဖော်ပြထားပါတယ် ဆရာနာရှာဆက်ဆက်ကလေးကသူတို့ကိုတော်လန်နေသူတွေကိုတတိယမအမျိုးမျိုးနဲ့လှုပ်ချန်တက်ခိုက်တာနိုင်ငံရေးအရာယူဆတက်ခိုက်မှုပေါင်းစုံကိုလှုပ်ဆောင်ခဲ့ရလဲဆေးစုနှစ်များစွာကြာမြင့်ပြီလို့အေကာဆိုပါရယ်စကောက်ဆရာကြီးမှချင်ပါနေတဲ့ Great Trail တက္ကသိုလ်ဝန်ထမ်းစာမွေဖွဲသင်္ချာပါတရဲ့ဖြစ်ဆိုအပြီးမှာတော့ကချင်ပြည်နယ်ကကျောင်းသူကျောင်းသားပေါင်း၈၀၀၀ကျော်ဝင်ရောက်ဖြစ်ဆိုခဲ့ရလို့စကောက်စီပိုင်းမြမအလဲတဲ့ရင်စာကတည်ရပါရယ် ချင်းမီနေခရိုင်6ခုထဲကမြို့နယ်12ခုမှာရှိတဲ့ဆက်စစ်ဌာန22ခုမှာတက္ကသိုလ်ဝန်ထမ်းစာမွေးပွဲတွေဖြည့်ဆို့ကျင်းပနေတာဖြစ်ပြီးတတိယမြောက်အတင်းချပါတိုက်ရဲ့ဖြည့်ဆို့ရေးနေကစည်ရင်းရှိလူဦးရေထဲကအကြောင်းသား8000ကျော်လာရောက်ဖြည့်ဆို့ခဲ့ပြီးတော့တထောင်ကျော်ပြက်ကွက်ခဲ့တယ်လို့စစ်ကောင်စီကဆိုပါတယ်တက္ကသိုလ်ဝန်ထမ်းစနစ်သက် Great Trail စာမွေးပွဲဖြည့်ဆို့ဖို့အခုနှစ်ကချင်ပြည်နယ်ကစင်းပေတွင်ထားတဲ့အကြောင်းသူအကြောင်းသားစုစုပေါင်း9953ဦးရှိတာဖြစ်တယ်လို့လည်းဖော်ပြချပါတယ် စစ်ကောင်စီဟာဒုတိယချုပ်ထားနိုင်တဲ့တိုင်းနယ်ပြည်နယ်တွေမှာတပ်မတော်ဝန်ထမ်းဆောင်ွေပွဲတွေကိုမတ်လ19ရက်နေ့ကနေစတင်ကျင်းပနေတာဖြစ်ပြီးမတ်လ22ရက်နေ့အထိကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်အခုနေတက္ကသိုလ်ဝန်ထမ်းဆောင်ပွဲဖြေဆို့ဖို့တိုင်းကလုံးဝအစင်ပေတွင်ထားတဲ့ကျောင်းသူကျောင်းသားစစပေါင်း2300 200ကျော်ရှိတယ်လို့လဲဆိုပါရယ်လက်ရှိဖြေဆို့နေတဲ့စစ်နှစ်တန်းအစင်တက္ကသိုလ်ဝန်ထမ်းဆောင်ပွဲကိုပြီးခဲ့တဲ့ပညာသင်နှစ်ကနေစစ်ကောင်စီကစတင်ချီမှုဖြေဆို့ခဲ့တာလည်းဖြစ်ပါရယ် 2024ခုနှစ်ကဖြစ်ဆိုခဲ့တဲ့ဆန္ဒတန်အစဉ်အဆက်မဲပွဲမှာတော့တနင်္ဂနွေလုံးအတိုင်းအတာအနေနဲ့ကျောင်းသူကျောင်းသားပေါင်း3,800ကျော်ဝင်ရောက်ဖြစ်ဆိုခဲ့ပြီးတော့အယောက်9,400ကျော်အောင်မြင်ခဲ့ရလို့စစ်ကောင်စီလောက်ကံပညာရေးဦးစီးဌာနကထုတ်ပြန်ချက်ရသေးရပါတယ်။ပြီးခဲ့တဲ့နှစ်ကတော့စစ်ကောင်စီဟာအချိန်နဲ့အမျိုးမျိုးကြောင့်ဆန္ဒပွဲဖြစ်ဆိုခွင့်မရလိုက်တဲ့သူတွေအတွက်အထူးအစီအစဉ်အနေနဲ့ပြန်လည်ဖြစ်ဆိုခွင့်ပေးရလဲရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကချင်မှာတိုက်ပွဲတွေပြန်လည်ပြင်းထန်လာကြတဲ့ကတိုက်ပွဲဖြစ်ပေါ်ရနေရဒေသတတော်များများကအချောင်းသူချောင်းသားတွေကျောင်းတက်ရောက်ခွင်နောက်ကြတာအပြင်တက်ရောက်ခွင်ဆုံးရှုံးတာတွေလည်းရှိခဲ့ပါတယ်အမျိုးသမီးတွေတာဝုအိမ်မှာရိတ်တဲတာပါကြောင်းလဲတာဝုအိမ်မှာရိတ်တဲရတဲ့အကြောင်းတရားတွေကတော့ဟော်မုန်းချွေမှုကြောင့်တာဝုအိမ်အတွင်းအရေးအမြတ်တဲ့ချင်းအပြင် မိမိရဲ့နေထိုင်စားသောက်မှုပုံစံပြောင်းလဲလာခြင်းကြာရှည်ကန်ဓာတုဆေးဝါးပါတော့အစာအတော့တွေပုံမှုအစားများခြင်းဟော်မုန်းဆေးတွေတောက်ခြင်းစားတွေကရေအိတ်တဲတာဖြစ်နိုင်သလိုမျိုးရိုးနဲ့လည်းတက်ဆိုင်ပြီးအဝလွန်တဲ့ဘိုက်ခေါက်ထူထူအမျိုးသမီးတွေမှာပုံမှုဖြစ်နိုင်ခြင်းများပါတယ်ဒီဖြစ်ရခြင်းကတောက်ဝအင်အတွင်းသို့မဟုတ်အပြင်မှာအရေအိတ်တဲလာခြင်းဖြစ်ပါတယ်ရေတဲတာကြောက်စရာကောင်းလားဆိုရင်တချို့တွေမှာရေအိတ်က ဘာအန်ဒီရမမပေးတတ်ပဲသူ့အလိုလိုပျောက်ကင်းသွားနိုင်တယ်လို့တချို့တွေမှာတော့အသက်အန်ဒီရပေးနိုင်တဲ့အထိဖြစ်တတ်ပါတယ်။တောင်းအင်ရေအိတ်တဲခြင်းလက္ခဏာတွေကဘာတွေဖြစ်မလဲ။ဝမ်ပတ်ယောင်ခြင်းဖောင်ခြင်းအစာမကြေလေပွားခြင်းဝမ်တော်ရခတ်ခြင်းရာသီလချင်းနာကျင်ခြင်းစီးဆက်ကြိုက်ခြင်းဝမ်ပိုင်အောက်ပိုင်းဝန်းကျင်နာနေတတ်ခြင်းစီကုံတဝိုက်တွင်ဆန်းလို့ရတော့အလုံးများပေါ်လာခြင်း ယာတီတွေးပုံမှန်မလာခြင်းလေးလားနှစ်အထက်ယာတီတွေးပျောက်သွားတတ်ခြင်းယာတီတွေးပေါ်လာရင်ရက်ပေါင်းများစွာပေါ်နေတတ်ခြင်းဟော်မုန်းပြဿနာဖြစ်ခြင်းတင်ပါဆုံးပတ်ဝန်းကျင်တဝိုင်းနာကျင်ခြင်းဝမ်းပါရတွင်ပြည့်ကျက်ပြီးလေးလံနေတတ်ခြင်းအမျိုးသားနှင့်အတူနေရင်နာကျင်ခြင်းအဝလွန်ခြင်းကောင်းကင်ခြင်းပြုတ်အန်ခြင်းစိတ်အပြောင်းလဲမြန်ခြင်းအပြင်ခါပေါင်ကြောနဲ့ ရင်သားတွေနာပြီးနောက်လဲပင်ပေါင်ချံရင်သားအောက်တွေမှာမဲလာခြင်းစတဲ့လက္ခဏာတွေဖြစ်တတ်ပါတယ်။အဲဒီလက္ခဏာတွေအပြင်နောက်ဆက်တွဲပါတွေဖြစ်နိုင်သေးတယ်။နောက်ဆက်တွဲအနေနဲ့မျိုးဥကြွေတာအခက်ခဲရှိတဲ့အတွက်ကလေးရဖို့ခက်ခဲပါတယ်။နောက်ပြီးကိုဝင်ဆောင်ခြင်းမှာကိုဝင်ပြက်ကြတာလာမရှိပဲကလေးမွေတာမျိုးဥအိမ်လိန်သွားတာရှေးပေါက်ပြေးတာအသေးကြောင်တာစီချူတွေ့တူတာ တွေးတွင်းတခြားတက်များတာတွေးတွင်းမကောင်းတဲ့အစီသက်တွေများတာနှလုံးနဲ့တွေးကြောရောဂါတွေဖြစ်နိုင်ခြင်းများတာစိတ်သက်ကြတာအစာအသောက်မမှန်တာယာတီတွေးဆင်းမမှန်တာတိုင်ရင်ကင်ဆာဆရာတွေဖြစ်တတ်ပါတယ်တောက်ဝင်အရေးအိတ်ဖြစ်မဖြစ်ကိုဘယ်လိုစစ်ဆေးလို့ရတယ်လဲကိုဝင်ရှိမရှိစစ်ဆေးခြင်းဖြင့်ဆက်နိုင်ခြင်းဓာတ်မှန်အထရာဆောင်းရိုက်ခြင်း CA125 စစ်ဆေးခြင်း ွေးထဲကပရိုတင်းတစ်မျိုးကိုစစ်ခြင်းဖြစ်ပါတယ်။လပ်ပါလိုစကိုအသားစစစ်ခြင်းစရတွေနဲ့စစ်ဆေးလို့ရပါတယ်။တောက်ဝင်အရေးအိတ်တဲခြင်းကိုဘယ်လိုကုသလို့ရသလဲ။စောင့်ကြည့်ကုသခြင်း။အရေးအိတ်ရှိပြီးအလုံးပမာဏကတေးတဲ့အပြင်ပါလက္ခဏာမှပြတာမျိုးမရှိဘူးဆိုရင်ပုံမှန်ရက်ချင်းပြတတ်ပြီးစောင့်ကြည့်နိုင်ပါတယ်။တောက်ဆေးဖြစ်ကုသခြင်း။တောက်ဆေးကုသခြင်းက ဟော်မုန်းညီမြအောင်လို့ဟော်မုန်းဆေးတွေတောက်ပေးရခြင်း။အင်ဆူလင်ပမာဏထိန်းနိုင်အောင်မက်ဖော်မင်တောက်ပေးရတဲ့အပြင်တောက်ကြီးဆေးတွေတောက်ပေးရတာမျိုးတွေနဲ့လည်းကုတာလို့ရပါတယ်။ခွက်ဆေးကုတာခြင်း။အရှိအိတ်အမျိုးအစားပေါ်မူတည်ပြီးလိုအပ်ရင်ခွက်ဆိတ်တာမျိုးလည်းလုပ်လို့ရနိုင်ပါတယ်။ဘလို့ကာကွယ်ရမလဲ။တောက်အိမ်အရေးအိတ်တဲ့ချင်းဟာကာကွယ်ဖို့နည်းလမ်းမရှိပေမဲ့တင်ပါဆောင်အေရိယာတဝိုင်း ပုံမှန်စစ်ဆေးပေးခြင်းမျိုးဖြင့်ကောက်ွယ်လို့ရနိုင်ပါတယ်။မျိုးအိမ်တွင်ပြောင်းလဲမှုရှိမရှိကိုသိရှိစေနိုင်သလိုကုသမှုကိုလည်းစစစစပြုလုပ်နိုင်ပါတယ်။ဒါအပြင်ပုံမှန်မဟုတ်တဲ့ဓမ္မတာလာနေခြင်း၊ဓမ္မတာဆက်ဝန်ပြောင်းလဲမှုရှိနေခြင်း၊တင်မဆောင်အေရိယာတဝိုင်းနာကျင်နေခြင်း၊အဆားဆားခြင်းစိတ်မရှိခြင်း၊အကြောင်းပြချက်မရှိဘဲကိုယ်လင်းချင်ရော့ချနေခြင်း ဝမ်ပိုက်ပူလာခြင်းစတဲ့အရာတွေဖြစ်ပေါ်လာရင်တက်ကြွတဲ့ဆရာဝန်လေးစီအမြန်ဆုံးတွားရောက်ပြတ်သားတင်ပါတယ်။နောက်ပြီးအန်တီမရှိတဲ့ရေအိတ်တွေကကင်ဆာကြိတ်အဖြစ်ပြောင်းလဲတွားခြင်းမရှိပါဘူး။ဒါပေမဲ့မျိုးအိမ်ကင်ဆာရဲ့လက္ခဏာတွေကမျိုးအိမ်ရေအိတ်နဲ့လက္ခဏာတွေနဲ့တူနေနိုင်တဲ့အတွက်ပုံမှန်စစ်ဆေးမှုလုပ်ဖို့တိုက်တွန်းချင်ပါတယ်။ကျနာတရင်ချန်နေရေရေဒီယိုအစီအစဉ်ကို အပတ်စဉ်တနင်္လာနေ့ရနေ့တောက်ကြနေ့အထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ခချင်းပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြချနာသတင်း channel app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။